န်နီစလော့ထုတ်ခံရရင်ဘယ်သူလာမလဲဘူဂီရီကျေးပွင့်လာတဲ့နီးပြန်၅ရောက်စနေညကအန်ဖီမှာ Forest ကို 3C နဲ့အရှက်တကွဲရှုံးနေခဲ့ရတဲ့ကြောင့်ဒီပါဘူးရဲ့ဒီအားဒီအခြေအနေဟာအတော်လေးဆိုးဝါးသွားခဲ့ပါပြီဒီဆိုးဝါးမှုနဲ့အတူကပ်ပါလာတာကနီးပြစလော့ထုတ်ခံရဖို့ပါစလော့ထုတ်ခံရရင်ဘယ်သူရောက်လာမလဲဆိုတာကစိတ်ဝင်စားဖို့ကောင်းနေပါတယ်အင်္ဂလန်ဘတ်တင်ဆိုင်တစ်ခုမှာတော့စလော့နေရာအတွက်အစားထိုးမဲ့နီးပြ၅ရောက်ကိုကျေးစားဖွင့်လိုက်ပါပြီဘူဂီရီအလေးပေးနေတဲ့သူတွေကဘယ်သူတွေလဲဆိုတာကြည့်လိုက်ကြရအောင် ဘူဂီရီပေးလာတဲ့အာနီစလော့ရဲ့နေရာကိုအစားထိုးနိုင်တဲ့အများဆုံးမန်နေဂျာ၅ယောက်နံပါတ်1ယာဂန်ကလော့ခေတ်သစ်လီဗာပူးရဲ့အကြီးအကျယ်ဆုံးမန်နေဂျာဟောင်းတစ်ယောက်ရှန်ကလေးဂိတ်စ်တကားကြီးကိုပြန်ဝင်လာနိုင်တယ်လို့ဘူဂီရီကဆိုလာပါတယ်ဘောလုံးကနေလာပေါင်းများစွာအနားယူထားတဲ့ကလော့ဟာအနားရပြီးနေပြီဖြစ်ပါတယ်လွန်ခဲ့တဲ့လပိုင်းလားတွေကထွက်ပေါ်လာတဲ့အင်တာဗျူးတွေအရဆိုရင်ကလော့ဟာလီဗာပူးကိုအဝေးကနေတေချာပေါက်စောင့်ကြည့်နေမှာပါဘူဂီရီကသူ့ကိုရေဘန်းအစားဆုံးနံပါတ်1စီးရင်မှာထည့်ထားပြီး ကလပ်လာမယ်ဆိုတာကိုရွေးချယ်မယ်ဆိုရင်၃စားအထိအနိုင်ပေးမယ်လို့ကြေးဖွင့်နေထားပါတယ်။၃သက်ချက်ကလပ်ကအမြဲပြောဘူးတယ်။လီဗာပူးကိုသူချစ်တယ်။လီဗာပူးကလူတွေကိုချစ်တယ်။အငွေအသက်တွေကိုချစ်တယ်။အကယ်၍ကလပ်ရဲ့မူလလက္ခဏာပျောက်ဆုံးနေတယ်လို့သူခံစားရရင် ပတ်စံအတွက်မဟုတ်ပဲတမိုင်းကိုပြီးပြည့်စုံစေဖို့ပြန်လာနိုင်တယ်ဆိုတာကိုပြောခဲ့တာကြောင့်မှာနံပါတ်2အန်တိုနီအိုင်ယာဝိုလာရီယိုဗလက်ကာနိုကနေဘုံမောက်အထိ အာယာဟိုလန်ဟာဒိတ်ဒစိတ်ဥရောပရဲ့အထက်မြတ်ဆုံးနီးပြူအပိုင်းဆိုင်ရာပညာရှင်တစ်ယောက်အဖြစ်နာမည်တိဆောက်ထားနိုင်ပါတယ်။ဖီအားမြင့်မီရင်းရင်းနဲ့ဘောလုံးပိုင်ဆိုင်မှုတွေကြောင့်ဘုံမောက်ဟာဒီယာဒီမှာအဓိကကစားသမားအများစုဆုံးရှုံးထားရသည့်တိုင်နေရာတစ်ခုမှာရှိနေကြပါ။ဒါကြောင့်ဘူဂီရီကစလော့နေရာအာယာဟိုလာရောက်လာမယ်ဆိုရင်ငါးစခွဲအထိအနိုင်ပေးထားတဲ့အပြင်ရေဗန်အစားဆုံးနံပါတ်1နေရာမှာပါထားထားတာပါ။သုံးသက်ချက်လီဗာပူးစီမံကိန်းကဒီနှစ်မှာအတော်လေး upgrade လုပ်ထားပါတယ်။ငွေကြေးကစားသမားအရေးသွေး ဥရောပဘောလုံးအစားရှိတဲ့အရာတွေမှာအတော်လေးရင်းနှီးမြှုပ်နှံထားတာပါဒီစီမံကိန်းရဲ့နောက်ွယ်မှာဘောလုံးဒရိုက်တာ Huge ရှိပါတယ် Huge ကဘုံမောင်းရဲ့အားကစားဒရိုက်တာဟောင်းဖြစ်တာကြောင့် IRO လာကသူခေါ်ဆောင်ခဲ့တာပါဘုံမောင်းနဲ့လည်းဆက်ဆံရေးကောင်းတွေရှိနေတာကြောင့်ဒီနီးပြပြောင်းရွှေ့ရေပန်းစားလာတာဟာတိတ်တော်လည်းမထူးဆန်းပါဘူး Oliver Glasner တည်ငိမ့်နေလौဒါကိုင်နာစနစ်တကျရှိတဲ့အပြင်လက်တွေ့ကျတဲ့ဘောလုံးတဒနာကိုကင်ဆောင်ထားတဲ့ပဲလစ်နီးပြအိုလီဗာဂလက်စနာဟာရေဘန်းအစားဆုံးနံပါတ်3နေရာမှာရှိနေပါတယ် ဘဲလစ်ကိုဘသူမှတတိမထားမိခင်အခြေခံအုံမြစ်ကိုတီးဆောက်ပေးခဲ့တဲ့သူလည်းဖြစ်တယ်။ဒါကြောင့်ဘူဂီတွေကဂလက်စနာနေပါဘူးရောက်လာမယ်ဆိုရင်ချစ်စာအတိအနိုင်ပေးထားလိုက်ပါပြီ။သုံးသက်ချက်နေပါဘူးဟာဘောလုံးစင်မြင့်ထက်ကအတင်းကြီးတတင်းပါ။ဂလက်စလာတသက်လုံးမခံစားမှုရှိတဲ့အဆင့်ဆိုရင်လည်းမမှားပါဘူး။ပရီးမီးယားလိအတင်းကြီးတတင်းကိုဦးဆောင်ရမယ်ဆိုရင်ဂလက်စနာကငင်းနိုင်မှာမလား။ချိန်ခေါ်မှုတွေကိုကြိုက်တဲ့ဂလက်စနာကိုလီဗာပူးကသာတကယ်ခေါ်မယ်လို့နှစ်ခါပြောရမှာမဟုတ်ပါဘူး။တကယ်နှိမ့်ရမှာကပဲလစ်နဲ့ပါပဲ။ ဇီနဒင်းဇီဒန်အတင်းရဲ့အသွင်အပြင်ကိုချက်ချင်းပြောင်းလဲပေးနိုင်တဲ့ဒီနာမည်ဟာဘောလုံးလောကမှာပျောက်နေတာတော်တော်ကြာပါပြီ။ချန်ပီယံစ်လိ၃ကြိမ်အစတိုက်အနိုင်ရခဲ့တဲ့သူကိုဘူကီတွေကလီဗာပူးအတွက်ထည့်သွင်းစဉ်းစားပေးလာပါတယ်။ဖြစ်နိုင်တာမဖြစ်နိုင်တာတွေတဲ့ဒီအရွေးဟာယုတ်တိလဲဆန်နေပါတယ်။ဒါကြောင့်ဘူကီတွေကဂျီဒန်ကလီဗာပူးလာမယ်ဆိုရင်ဆက်နဆအထိအနိုင်ပေးထားမှာဖြစ်ပါတယ်။၃တစ်ချက်ဂျီဒန်ကနှစ်တွင်နဲ့ချီပြီးသူကင်မဲ့အတင်းကိုရွေးချယ်နေခဲ့ပါတယ်။တမိုင်းကာချာနဲ့ဒနာအင်အားကောင်းတဲ့အတင်းဆိုရင် စိတ်ဝင်စားနိုင်တယ်။ ။အချက်ရှိတာကသူ့ရဲ့အိမ်မက်ဖြစ်တဲ့ပြင်သစ်လက်ရွေးစင်အတင်းကိုစောင့်မျှော်နေတာပါ။ဘိုတော်လောင်ကထွက်လာတဲ့သတင်းတွေအရဘောလုံးလောကတွေကိုပြန်ဝင်တော့မှတေးကြပါလေ။ဂျီဒန်ကရွေးချယ်မယ်ဆိုရင်လီဗာပူးကပရီးမီးယားလိထဲမှာသူ့စံထုံးနဲ့ကိုက်ညီတဲ့အခုတည်းသောအတင်းပါပဲ။စတီဗင်ဂျာရက်လီဗာပူးပရိသတ်တွေရဲ့အတန်းနှလုံးကစားသမား NB နဲ့သတင်းထွက်လာတာတိတ်တော့မဆန်းပါဘူး။ဝိနမခေါင်းဆောင်ကဲသူပြပြီးညီပြပေါ်မှာလည်းဦးဆောင်နိုင်မယ်လို့ယုံကြည်တာတွေကြောင့်ဘူဂီတွေကဂျာရက်ကိုရေပန်းအစားသောနံပါတ်9နေရာမှာခြေပွင့်ပေးထားပါတယ် ဂျရက်လာမဲဘက်ကထည့်မယ်ဆိုရင်78စားထိပေးထားလိုက်ပါပြီ။သုံးသက်ချက်ဂျရက်ရဲ့မန်နေဂျာဘဝကတော့တက်လိုက်ကြလိုက်ရှိခဲ့ပါတယ်။ Rangers မှာအောင်မြင်မှုတွေရရှိခဲ့ပြီးပရီးမီးယားလိမှာကြဆုံးခဲ့တယ်။ဒါပေမဲ့ Bogey တွေကဂျရက်ရဲ့နာမည်ကိုဘယ်တော့မှစရင်ထဲကမဖယ်လိုက်ပါဘူး။ဘာကြောင့်လဲဆိုတော့ Liverpool ကသူ့အတွက်ရိုးရိုးကလပ်တစ်ခုမဟုတ်ခဲ့လို့ပါပဲ။ရင်းရှင်နီးပြမဟုတ်ရင်တောင်ယာယီနီးပြအပြည့်ထည့်ထားလို့ရပြီးအသင်းကိုကောင်းကောင်းမောင်းနှင်နိုင်မှာဖြစ်ပါတယ်။ management အတွက်လည်းညှိရနှိုင်းရလွဲကူမှာပါ။ကဲ လီဗာပူးပရိသတ်တွေကရောအာနီစလော့ထုတ်ခံရရင်ဘယ်နည်းပြကိုလာစေခြင်းလဲဘယ်နည်းပြရောက်လာတာကယုတ်တိပိုဆန်မလဲဆိုတာကွန်မန့်မှာလာရောက်ဆွေးနွေးပေးနိုင်ပါတယ်ဗျာ။